င်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဘိမ်းမြို့ကိုရောက်လို့ရှိရင်တွားရောက်လဲပါတဲ့တဲ့နေရာတစ်ခုကိုလက်ညွန်နေတယ်မြောက်ဝဲပြေးသွားမှာပဲဖြစ်ပါတယ်ဒီနေရာကတော့မြိတ်မြို့ရဲ့အော်ရေးဘုံလမ်းမရဲ့ဘေးမှာတည်ရှိပြီးတော့ဘီလနာဆိုင်ရဲ့အရှိဖက်ပလဲသနာဟိုတယ်ဝန်ဝဲဖြစ်ပါတယ်ဒီတွင်ထမ်းမှာဆိုလို့ရှိရင်ဘန်ဂလိုဟိုတယ်တွေရှိပြီး နှစ်ယောက်ခန်းတစ်ယောက်ခန်းစသည့်ဟိုတယ်တွေလည်းခန်းနေလည်းရှိပါတယ်။ဒါတွေပဲလားဆိုတော့မဟုတ်ပါဘူး။အတွင်းထဲမှာကျွန်တော်တို့ရေကူးလို့ရသလို စားသောဆိုင်စသည့်ကျွန်တော်တို့ညနေ လာပါတဲ့ရှုခင်းဗျူကန်နာကိုလည်းကြည့်ရှုရမှာဖြစ်သလိုကျွန်တော်တို့နေဝင်ချေကိုလည်းကြည့်ရှုခံစားလို့ရမယ့်နေရာတစ်ခုလည်းဖြစ်ပါတယ်။နေရာကအရန်ကိုတိတ်ဆိတ်ပြီးတော့မိသားစုလိုက်ကျွန်တော်တို့တဲခုလို့ရမယ့်ဘန်ကလိုလုံးလေးတွေလည်းရှိပြီး ျွန်တော်တို့ဒီထဲမှာဆိုလို့ရှိရင်သဘာဝအတိုင်းတဲခုနောက်ခုလိုရတဲ့နေရာတစ်ခုဖြစ်ပြီးသဘာဝလတရားတွေကိုကျွန်တော်တို့ကြည့်ရှုခံစားရင်ဓာတ်ပုံရဲ့လိုအရင်ကောင်းတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ဘိတ်မျိုးကိုရောက်မယ်ဆိုလို့ရှိရင်သွားရောက်လဲပတ်တဲ့သွားရောက်နောက်ခုတဲ့နေရာတစ်ခုထဲမှာပါဝင်နေဖြစ်တဲ့အတွက်ကျွန်တော်ဒီနေရာလေးကိုလက်ညှိုးမြောက်ပြခြင်းဖြစ်ပါတယ်။